မိမိကိုယ်တိုင်ထက်နွားရီကိုပိုတန်ဖိုးထားတဲ့တောင်ဆူဒန်ကမွန်ဒါရီလူမျိုးမွန်ဒရီလူမျိုးတွေကတခြားအာဖရိကန်နယ်ဝင်လူမျိုးတွေလိုမျိုးနှွားတွေကိုအလွန်တန်ဖိုးထားကြတာဖြစ်ပါတယ် နွားရီယာတို့ရဲ့အစားအစာငွေကြေးနဲ့အဆင့်အတန်းခွဲခြားတဲ့အရာဖြစ်ပါတယ်။နွားရီနဲ့လက်ပေါ်တတိနေထိုင်ကြပြီးတော့သူတို့ဘဝမှာနွားရီသာလင်အရေးကြီးဆုံးဖြစ်ပါတယ်။မွန်တရီလူမျိုးတွေကိုပတ်စံသွားပေးမယ်ဆိုရင်တော့သူတို့တွေကပတ်စံအစားနွားကိုတောင်းပါလိမ့်မယ်။မွန်တရီလူမျိုးတွေကသူတို့ရဲ့လာပါတဲ့လိမ္မော်ဝါရောင်စပင်ကိုရရှိဖို့အတွက်နွားသေးနဲ့အမြဲကောင်းလျှော်လေးရှိပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတွေကိုဆက်လက်စောင့်ကြည့်ပေးပါဦးရှင်။မွန်တရီလူမျိုးက တောင်ဆူဒန်ရှိသည်ရဲ့ငယ်တဲ့လူအဖွဲ့စည်းတစ်ခုဖြစ်ပြီးတော့လူဦးရေ9000ကနေ3သိန်းထိသာရှိပါတယ်။ကမ္ဘာ့ဝါအမှုဆုံးနိုင်ငံဖြစ်တဲ့တောင်ဆူဒန်က20နှစ်ကြာအရသာစစ်စင်ရေးအပြီး2012ခုနှစ်မှာဆူဒန်မှလွတ်လပ်စွာခွဲထွက်ခွင့်ရရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ မွန်တရီလူမျိုးတွေကနိုင်ကျိုင်ဝန်းနာမှာနေထိုင်တဲ့လူမျိုးတွေတဲကတခုဖြစ်ပြီးတော့သူတို့ရဲ့မွေးရက်ခြာနေရဆူရမျိုးဒေါ်ဂျူဘာမှမြောက်ဖက်85ကီလိုမီတာအကွာမှာတည်ရှိပါတယ်။နယ်မြေတဝိုက်ကအသက်မဝန်းဆောင်အတွက်အရေးကြီးတဲ့ရေတွေနဲ့ဝန်းရံနေပါတယ်။မွန်တရီလူမျိုးတွေကခရီးရန်နဲ့တတ်မဲ့အရာတွေကိုကိုးကွယ်ကြပြီးတော့အလွန်အရေးပါတဲ့အခန်းကဏ္ဍတခုဖြစ်ပါတယ်။မွန်တရီလူမျိုးတွေရဲ့ယဉ်ကျေးမှုကတခြင်းတွေအကတွေကြပြတွေနဲ့ရောဆက်နေပြီးတော့သဘောထားကြီးခြင်းနဲ့တခြားအဓိကအ ရာတွေကိုလည်းဖော်ပြတဲ့ကိုလဲလှူရှားမှုတွေလည်းပါဝင်ပါတယ်။ရိုးရာတလေးရလည်းအရေးကြီးတဲ့ယဉ်ကျေးမှုအစဉ်လာဖြစ်ပါတယ်။ယောက်ျားတိုင်းကလူမျိုးစုအဝေးရှိပြီးတော့လူမျိုးစတိယာနေရာကိုတွားရပြီးတော့အကြီးအကဲတွေနဲ့အတူ၃လသဘာဝနဲ့ဆက်ဆက်နေထိုင်ရပါတယ်။ ုံးလာကြပြီးရနောက်နှစ်ဖူးမှာဒီလိုမျိုးဖြက်ပြီးတော့မှသာအရွယ်ရောက်ချင်းစမ်းသက်ချက်ပြီးဆုံးမှာဖြစ်ပါတယ်။တဘာဝနဲ့အတူယင်းဤကျွမ်းဝင်အေဂျန့်စွာနေထိုင်ကြတဲ့မွန်တရီလူမျိုးတွေကတောင်ဆူဒန်မှာနေထိုင်ကြတဲ့တခြားလူမျိုးစုတွေလိုမျိုးလက်နက်အသုံးပြုကြတဲ့လူမျိုးတွေဖြစ်ကြပါတယ်။ဆယ်စုနှစ်များစွာကြာတဲ့စစ်ပွဲအတွင်းမှာတနက်များစွာပြုလုပ်ခဲ့ကြတဲ့အတွက်ကြောင့်တာမန်စစ်ပွဲအနာရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်း မွန်ဂျရီလူမျိုးတွေကစစ်ပွဲတွေကိုစိတ်ဝင်စားလို့တိုက်ခဲ့တာမဟုတ်ဘဲနဲ့သူတို့ရဲ့နွားတွေကိုကျူးကျော်သိမ်းပိုင်းမှာကြောက်တဲ့အတွက်သာတိုက်ခိုက်ခဲ့ကြရလဲဖြစ်ပါတယ်။မွန်ဂျရီလူမျိုးတွေကနဗန်းသက်ချင်းကိုငယ်စဉ်ကလေးကအားကစားတစ်ခုအနေနဲ့ကစားလေးရှိကြပါတယ်။မကြာခဏဆိုသလိုနဗန်းပွဲတွေကျင်းပလေးရှိပြီးတော့အိုရဲအထိအနိုင်ရရှိအောင်ဆက်လက်ရှင်ပြိုင်ကြလေးရှိပါတယ်။မွန်ဂျရီလူမျိုးတွေကစိုက်ပျိုးမွေးမြူရေးနဲ့အသက်မဝမ်းကြောင်းပြုကြပြီးတော့ဂေဟာစနစ်ကိုအလွန်လေးထားတဲ့လူတွေဖြစ်ကြပါတယ်။ ။ခွေးကောင်းနေတဲ့အရာမဥစုပါရှိတဲ့နွားကိုနွားပရင်ဖြစ်သတ်မှတ်လေးရှိကြပါတယ်။ဒီနွားတွေကအာဖရိကမှာရှိတဲ့ဆန်ကနွားမျိုးနွယ်တွေဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကတည်းကနေပေါ်ပေါက်ခဲ့ပြီးတော့ အာဖရိကမှာရှိတဲ့အီဂျစ်မျိုးနွယ်ဥချိုရှင်နွားနဲ့အရီးယားမှာရှိတဲ့ဇီဘူးမျိုးနွယ်ဥချိုရှင်နွားတွေနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။ဒီဆန်ကန်နွားတွေကအာဖရိကတဝိုက်ပြန့်နှံ့လျက်ရှိပြီးတော့တခြားဆက်မျိုးများစွာပေါ်ထွက်လျက်လျက်ရှိပါတယ်။ဥချိုရှင်တွေကမြင်ရလွယ်ကူဇီဘူးနဲ့ပူပြင်းတဲ့အပူချိန်ကိုခံနိုင်ရရှိဇီဘူးအတွက်ပါရှိခြင်းဖြစ်တယ်လို့တချို့ကပြောကြပါတယ်။ အသက်38နှစ်ကိုအသက်ကြီးသူအဖြစ်သတ်မှတ်ကြပြီးတော့လှပတဲ့အရွာတွေမှာတဲအိမ်လေးတွေနဲ့အေးချမ်းစွာနေထိုင်လျက်ရှိကြပါတယ်။လူငယ်အမျိုးသားအမျိုးသမီးတွေနဲ့ကလေးတွေက နေတိုင်းလိုလိုနွားရီစီကိုသွားပြီးတော့သူတို့ရဲ့တနေ့တာလုပ်ငန်းတွေကိုလှုပ်ဆောင်လေးရှိကြပါတယ်။ဒေတောင်ဆူဒန်ကပူပင်ခြောက်သွေ့ခြင်းမိုးရေမရရှိခြင်းနဲ့အပူချိန်မြန်မာချင်းတို့ကိုအလွန်ခံနိုင်ရှိကြပါတယ်။ဒရိစံရေအတွက်က150လောက်ရှိတဲ့အတွက်မိုးခေါင်ရေရှားတဲ့ဒေတာအတွက်နွားစာရှားရတာကအမြဲတမ်းလိုလိုရင်ဆိုင်ရတဲ့အခက်အခဲတစ်ခုလည်းဖြစ်ပါတယ်။နွေရာသီပြီးဆုံးသွားရင်တော့နွားရီအတွက်နွားစာအလုံးလောက်ရရှိနိုင်တဲ့နိုင်မြကန်တလျှောက်ကိုပြောင်းရွှေ့နေထိုင်ကြပြီးတော့အသက် ဝမ်းကြောင်းပြုကြပါရယ်မွန်ဒရီလူမျိုးတွေကလည်းတခြားလူမျိုးတွေလိုပဲနွားရီယာသူတို့ရဲ့ယုံကြည်မှုမွေးဖွားမှုနဲ့ထိမ်းမြလက်ထက်မှုတွေနဲ့ဆက်ဆက်လျက်ရှိပါရယ်နွားရီယာသူတို့ရဲ့ကြွယ်ဝမှုနဲ့အာနာဖြစ်ပါရယ်ဘဝတစ်လျှောက်လုံးဖြစ်ပျက်သမျှဟာနွားရီနဲ့ဆက်နွယ်နေပြီးတော့တခါတလေမှနွားရီကလူတွေထက်တောင်မှပို့ပြီးတော့အရေးပါနေတတ်တာပါ လူအတိုင်းဝိုင်းမှာလူတစ်ယောက်ရဲ့နေရာက နွားဘလောက်ပိုင်ဆိုင်လဲဆိုတာနဲ့သက်ဆိုင်ပါတယ်။နွားတွေမှာလည်းဥချုပ်ရွယ်စားနဲ့ပုံတံတန်ကအရေးကြီးဆုံးအင်္ဂါရပ်ဖြစ်ပါတယ်။ဒီနွားတွေကဆင်လာအစင်ဆက်အလေးမြတ်ထားတဲ့သက်ရှိတွေဖြစ်ကြပြီးတော့ပိုင်ရှင်ဖြစ်သူရဲ့ကျွဲဝချမ်းသာမှုနဲ့လည်းတိုင်းဟိတ်သက်ဆိုင်နေပါတယ်။ကံမကောင်းစွာနဲ့ပဲနွားတွေကသဘောထားကွဲလွဲမှုတွေရဲ့အဓိကရင်းမြစ်လည်းဖြစ်ပါတယ်။သူတို့စီမှာနည်းမပိုင်ဆိုင်မှုတွေကအဓိကမကြပဲတရိစံပိုင်ဆိုင်မှုကသာအဓိကကြပါတယ်။အရသာစစ်ပွဲမတိုင်ခင်ကဒီနွားတစ်ကောင်ရဲ့တန်ဖိုးဟာ ဒေါ်လာ900အထက်ရှိပြီးတော့မိမတင်တောင်းရင်ပေးရတဲ့တန်ဖိုးနဲ့ညီများပါတယ်။စစ်ပွဲပြီးဆုံးပြီးတဲ့နောက်မိမလိုချင်တဲ့တက်လက်ပိုင်းယောက်ျားရေအတွက်ဟာတဟုန်တိုးထိုးလာခဲ့ပါတယ်။ဒါကြောင့်မယ်မိမလိုချင်ရင်တင်တောင်းရတဲ့နွားရေအတွက်များလာပြီးတယောက်ကိုနွားအကောင်20နဲ့40လောက်အထိကိုတင်တောင်းလာရပါတယ်။ဒီငွေကြေးဖုံးပွားမှုကနွားတွေကိုပိုတန်ဖိုးရှိလာစေပြီးတော့သေဆုံးရင်ဆုံးရှုံးရတဲ့တန်ဖိုးလည်းများလာစေပါတယ်။ ရောအုတ်တုံးလင်းလူတိုင်းလူလိုကသူ့တော်ဝင်တဲ့သူယူလေးရှိကြပါတယ်။နေဘက်မှာနွားတွေကိုစကြက်ခင်းစီကိုခေါ်သွားကြပြီးတော့နေမဝင်ခင်မှာပြန်စုကခြံထဲကိုပြန်သွင်းလေးရှိကြပါတယ်။ အမျိုးသမီးတွေကတော့နှွားချောင်းပြန်လာမဲ့ယောက်ျားတွေအတွက်အစားအသောက်တွေပြင်ဆင်ချက်ပြုတ်ထားလေးရှိကြပါတယ်။ကလေးတွေကတော့နှွားချံကိုနေ့စဉ်နှွားချီကျုံမီးရှို့တန်စီရေးလုပ်ကြပါတယ်။နှွားချီကိုမီးရှို့ပြီးတော့ရလာတဲ့ပြာတွေကိုတော့နှွားတွေနဲ့လူတွေမှာအင်းဆက်တွေနဲ့ယောဂတွေကာကွယ်ဖို့အတွက်ကာကွယ်ဆေးနေနဲ့အသုံးပြုကြပါတယ်။မွန်တရီလူမျိုးတွေကဒီပြာတွေနဲ့တရက်နှစ်ကြိမ်နှွားတွေကိုနှိမ့်နယ်ပေးလေးရှိပြီးတော့သွားတိုက်ဆေးနေနဲ့လည်းအသုံးပြုကြပါတယ်။ နွားသေးရောလက်မျက်နာသွားရီစေးချိုးဖို့နဲ့သပင်အယောင်ချွတ်ဖို့အသုံးပြုကြပါရယ်နွားသေးရောကိုရင်းတန်းစင်ပေးတယ်လို့လည်းယုံကြည်ကြတဲ့အတွက် နွားသေးကိုလည်းတောက်ကြပါရယ်နွားသေးနဲ့ပြောင်းရောပြီးတော့ နွားချိုတွေကိုအယောင်တင်တတ်ကြပါသေးတယ်။ညဘက်မှာနွားချိုတွေနဲ့ဂီတတန်တီးမုတ်လေးရှိကြပါသေးတယ်။အဲလိုတီးမုတ်ချင်းကအေဂျင်မှုကိုယူဆောင်လာစေရလို့ယုံကြည်ကြတဲ့အတွက်မအိမ်မချင်းတီးမုတ်ကြလေးရှိပါတယ်။အေးဆက်ချင်းကသူတို့အတွက်မလွယ်ကူပဲအကြီးကဲတွေကအညာတိုင်းလိုလိုခွေးအတော်ရိုင်းခွေးနဲ့အာဖရိကခွေးရိုင်းတွေရန်အနေနွားတွေကိုကာကွယ်ရလေးရှိပါတယ်။နွားကြံရဲ့အဓိကရန်သူကတော့ကျူးကျော်ဝင်ရောက်သူတွေပဲဖြစ်ပါတယ်။နွားနဗန်ပွဲကအရှိအာဖရိကမှာရှိတဲ့လူမျိုးတိုင်းအတွက် မရှိမဖြစ်ယဉ်ကျေးမှုအလေးထားတစ်ခုဖြစ်ပါတယ်။ Noah Denga နဲ့ Molly လူမျိုးစုတွေကလည်းတခါတရံနွားပန်းပွဲတွေမှာပါဝင်ပြီးတော့ရှင်ပြန်လေးရှိကြပါတယ်။ Monterey လူမျိုးတွေရဲ့အသက်မဝန်းကြောင်းပြုလုပ်ပုံကမတိကြတဲ့အနာဂတ်ကိုရင်ဆိုင်ရလျက်ရှိပါတယ်။ဒါပေမဲ့ဒီလိုမျိုးရိုးရာတွေကိုပြောင်းလဲနိုင်ဖို့အတွက်ဆိုရင်တော့နှစ်အနည်းငယ်တော့လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ဒီလူမျိုးစုက လူမျိုးစုတစ်ခုလုံးရဲ့အခြေခံအကျဆုံးလူမျိုးစုဖြစ်ပြီးတော့ဆယ်ဖုန်းတွေအသုံးမပြုကြဘဲခစ်ပေါ်အသုံးဆောင်အနေငယ်ကိုပဲအသုံးပြုပြီးတော့နှွားတွေကသူတို့ရဲ့အရာရာဖြစ်ပြီးလူဖွဲ့စည်းရဲ့အုံမြက်လည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့တည်းဆိုရင်တော့ like and share လေးနဲ့အားပေးသွားကြပါအောင်ရှင်